တောင်ကြီးမြို့တန်ရှင်းတာယာလပရည်နှင့်ရေနှုံမြောင်းနှင့်ချောင်းများရေစည်းရေလာကောင်းမွန်ရေးအတွက်သက်ဆိုင်ရာဌာနများမှရှင်းလင်းတင်ပြတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တောင်ကြီးမြို့တန်ရှင်းတာယာလပရည်နှင့်ရေနှုံမြောင်းနှင့်ချောင်းများရေစည်းရေလာကောင်းမွန်ရေးအတွက်ဇွန်လ23ရက်ညနေ3:00နာရီချိန်တွင်ပြည်내စီမံတာယာရေးဌာနနှင့်ပြည်내လံဦးစီးဌာနတို့မှရှမ်းပြည်နယ်အစိုးရအဖွဲ့ယုံအစည်းအဝေးခမ်းမနိုင်လာရောက်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ရေဦးစွာပြည်내ဝင်ကြီးချုပ်ဦးအောင်ကတောင်ကြီးမြို့တန်ရှင်းတရားလပ်ပရည်နှင့်ရေကြီးရေရှမ်းမှုမဖြစ်ပေါ်စေရေးအတွက်ရေနှုတ်မြောင်းနှင့်ချောင်းများရေစည်းရေလာကောင်းမွန်ရန်တက်ဆိုင်ရာဌာနများကစင်ဆက်မပြတ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းထို့အတူအမိုက်သိန်းစည်းရေးလုပ်ငန်းများအစဉ်ပြေပြေဆောင်ရွက်နိုင်ရန်ပုဂ္ဂလိကကုမ္ပဏီများနှင့်စာချုပ်အမြန်ဆုံးချုပ်ဆိုရန်လိုအပ်ပြီးတာဝန်ရှိသူများကစည်းကမ်းစနစ်တကျအချိန်မှန်မှန်အမိုက်များသိမ်းဆည်းပေးရန်လိုအပ်ပါကြောင်း အမိုက်မပြေရသည့်နေရာများတွင်အမိုက်ပြစ်သူများတွေ့ရှိပါကဥပဒေအတိုင်းတာဝန်ရှိသူများကထိတိယောက်ယောက်အေးအေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းထိသိမ့်ဘူးသာသည်ဘဝတန်နေရာယထာလန်ရှိပြီးလာရောက်လေပတ်သူများအပန်းဖြေအနားယူနိုင်ရန်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်၍ဘုရားပဝင်းကျင်စိမ့်လန်းဆိုပြီးတစ်ပေများစိုက်ပျိုးပြရန်လိုအပ်မည်ဖြစ်ပါကြောင်းစသဖြင့်ပြောကြားပါသည်ထို့နောက်ပြည်내အစီအစဉ်သားရေးဌာနမှတာဝန်ရှိသူများက ထိသိမ်မူရာဝင်လန်းကတရာခင်းချင်းလုပ်ငန်းနှင့်ဆက်လျင်း၍ဆောင်ရွက်ထားရှိမှုအခြေအနေအားရှင်းလင်းတင်ပြပြီးပြည်နယ်လမ်းဦးစီးဌာနမှထိသိမ်မူရာနေရှိ view point ဆောင်ရွက်မြင့်နေရာနှင့်ဆက်လျင်း၍ဆောင်ရွက်ထားရှိမှုအခြေအနေအားရှင်းလင်းတင်ပြကြပါသည်။ယင်းနောက်တက်ရောက်လာသူများကအထွေထွေဆွေးနွေးကြပြီးဆွေးနွေးတင်ပြချက်များအပေါ်ပြည်내ဝန်ကြီးချုပ်ကတောင်ကြီးမြို့တန်ရှင်းတာယာလပ်ပရေးအတွက်အမိုက်ကင်းရှင်းရေးကိုအဓိကထားဆောင်ရွက်ပေးရန် ထီသိမ်ဘူဒာဘဝင်းကျင်စိမ့်လန်းစုပြည်တစ်ပင်များစိုက်ပျိုးပေးကြရန်ဘဝတန်နရာယထာအဝိုင်းတွင်တစ်ပင်စိုက်ပျိုးရန်ကြံရှိနေရာများတွင်အချိန်နှင့်တပြင်းညီတစ်ပင်စိုက်ပျိုးပေးကြရန်ပြောကြားခဲ့ပါသည်ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်ဖွဲ့သည်တောင်ကြီးမြို့ထီသိမ်ဘူဒာသို့သွားရောက်၍ဘျူးပွိုင်ဆောင်ရွက်မိနေရာကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုတက်ဆိုင်ရာတာဝန်ရှိသူများမှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ